ဒီဗီဒီယိုထဲမှာပါတဲ့ဟိုတယ်နာမည်ကကြောက်စိမ်းမြို့တော် နေပြည်တော်ကဟိုတယ်ပါအပြည့်အစည်လည်းတော်တော်များတယ်ပြီးရင်ဒီထဲမှာပိတ်မိနေတဲ့သူတွေလည်းရှိတယ်အသက်ရှင်ဖို့ကတော့လုံးဝတေချာတော့မဖြစ်နိုင်တော့ဘောနော်ဒါပေမဲ့ရုပ်ရုပ်လောင်းနေတော့ကြက်နေသေးတယ်အဲ့ဒါတွေကိုထုတ်ဖို့အတွက်လာကြည့်ကြတဲ့အကူကြီးကရိုက်ထားတဲ့ဗီဒီယိုပါဗီဒီယိုလေးကိုကြည့်ကြည့်ပေးပါအောင်ရှင် ကျောက်စိမ်းမြို့တော်ဟိုတယ်ရဲ့လက်ရှိအခြေအနေဖြစ်ပါတယ်။သူကတော့ကဲတရေးကိုမကတ်နိုင်တဲ့အခြေအနေမျိုးရောက်သွားပါတယ်။အလွန်ကလေးနှစ်ရက်ကလေးကစဖြစ်ဖြစ်ခြင်းကလေးကကျွန်တော်တို့ကဲဦးစူးစမ်းခဲ့ကြပါသေးတယ်လို့သိရပါတယ်။ကဲတရေးကစူးစမ်းခဲ့ကြတယ်။ဒါပေမဲ့အခု၄ရောက်၄လောင်းပေါ့နော်၄လောင်းကျန်နေပါသေးတယ်။ အဲဒီအောက်ထဲမှာကျွန်တော်တို့လေးလောင်းရှိပါလေဒီဗီရောထုတ်ဖို့ဒီဗီတောင်ထုတ်ဖို့မလွယ်ဘူးဖြစ်နေတာလေသူကသောစင်းမျိုးတော်ဟိုတယ်ကဟိုတယ်တစ်လုံးလုံးလို့လို့ပြက်စီရတာဖြစ်တာလေဟိုတယ်တစ်လုံးလုံးခီးရှိနေအဆောက်အဦတွေအကုန်လုံးလို့လို့ပြက်စီရတာမျိုးဖြစ်ပါလေဒါကမှတွေ့ရမှာပါနေပြည်တော်ကျောက်စင်းဟိုတယ်ကျောက်စင်းမြို့တော်ဟိုတယ်ရဲ့လက်ရှိခြေနေဖြစ်ပါလေ အခုကတော့ကျွန်တော်တို့ဒီလာချင်းကြောင်းရင်းကတော့အဲ့ဒီမှာပြိမိနေတယ်ဆိုတော့ဟိုတည်းမကျွန်တော်တို့ဝန်ထမ်းလေးဦးကိုဝန်ထမ်းဝန်ထမ်းဆိုတာသူတို့စီမှာလှုပ်လာလှုပ်တဲ့ဒီဂျင်းကြီးဆေးလုပ်တဲ့လုပ်ငန်းပိုင်းဝင်တဲ့ဝန်ထမ်းလေးလေးဦးတွေကမိသားစုဝင်တွေကဒီမှာသူတို့မိသားစုဝင်ပြိမိလို့အကယ်တမီးဖို့ဆိုပြီးတော့ပြောပါတယ်ပြောတဲ့အတွက်ကျွန်တော်ယူခံတာကြည့်တာပဲပါတယ်။ဘိုးတော်လည်းပဲဟိုတောင်ဝင်းရှိသူတွေနဲ့မင်းများလိုက်တဲ့အခါမှာအကယ်တမ်းအထဲထဲမှာ DB က၄လောင်းလောက်ကိုကျန်ပါတယ်။သို့တော့ ျွန်တော်တို့ဘယ်တော့မှအဲ့ဒီနောက်ကတ်လို့ရနိုင်မှာမဟုတ်ဘူးလို့ဆိုပြင်ပြတာဖြစ်ပါတယ်။အဲကတ်လို့မရနိုင်ဘူးဆိုတာလည်းမှန်ပါတယ်။အဲသူကညီညီတဲ့တစ်ထက်လုံးကပြက်ကြပြီးတော့အဲပထမတစ်ခါနေစားပြီးတော့ကျန်တဲ့ဟာကြီးကအားလုံးညီကြီးရဲ့ကိုကျွန်ကြပြီးကျော်ကြပြီးတော့ဖိသွားတာဖြစ်တဲ့အတွက်ဘယ်ရောက်မှတော့ထိလို့ရနိုင်ရတယ်ဘယ်ကယ်ကယ်ဒီမှာလည်းဒါကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့လိုကယ်ဆယ်ကြီးလေဝင်ရဲလောက်ပါဘူး တကယ်ရေသွားပြီးတော့တထင်းကြီးတို့တစ်ခုခုလွတ်သွားတာနဲ့အပေါ်ကပုံလိုက်ကြီးပြိုကျလာတဲ့အခြေအနေမျိုးဖြစ်ပါလေအပေါ်ကပုံလိုက်ကြီးပြိုပြိုကျလာတဲ့အခြေအနေမျိုးမှာတော့သူကအဲကက်ဖို့ရမဖြစ်နိုင်တဲ့အခြေအနေပဲနည်းနည်းနော်ဝေ့ကြည့်မဟုတ်ပါဘူးအဲဒီတော့ဒီလိုလက်ရှိမကောက်နိုင်တဲ့အခြေအနေမျိုးတွေ့ရတာဖြစ်ပါလေ ်ဥကအစအကုန်လုံးဒါတော်တော်ပြင်းပြင်းထန်ထန်ထိသွားတာပါစောက်စင်းလား တဲ့လောကမုတ်တုတ်ကြီးပြိုသွားတာနော်မုတ်တုတ်ကြီးပြိုသွားပြီးတော့အဲ့ဒီအပေါ်ကအဆောက်အဦကအောက်ကိုဖိပြီးတော့မှအဲ့ပြက်လျက်သားကြီးအဲ့ဒီချင်းကြီးဖြစ်ပါအဲ့တော့ကျွန်တော်တို့ဘာသာဖောက်ကိုဒါစုံစမ်းချက်ရတော့လွန်ခဲ့တဲ့နှစ်ရက်ကလေးကကယ်ဆယ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့သူကမရှိတော့ဘူးလို့ပြောပါတယ်